ဖြစ်သွားမှာမွန်းနေ့ရှင်ကာယရဏလေးမောင်ဘုံပြီးအောင်ရဲ့စစ်တနေ့ပြီးမွန်းနေ့တမိရဏနာလေးမတ်ရွှေဒီလင်းလေးရဲ့နှစ်နှစ်ပြည့်မွန်းနေ့အဦးဇင်းအကိုတော်ကိုမောင်မောင်ကျော်ရဲ့53နှစ်ပြည့်မွန်းနေ့အလှတော်ဒါကြောင့်အလုံးမွန်းနေ့ရှင်များအတွက်အလုံးမွန်းနေ့ဆုတောင်းတောင်းကြပါစို့မွန်းနေ့ရှင်မာမွန်းနေ့ရှင်မာဒီယံကွာဒီယံကွာကောင်းစွာအသက်ရှိပါစေကောင်းစွာ ဝိနေရှင်မာဝိနေရှင်မာဘိယံွာကောင်းစွာအသက်ရှိပါစေဝိနေရှင်မာဝိနေရှင်မာဘိယံွာကောင်းစွာချမ်းရံပြပါစေဝိနေရှင်မာဝိနေရှင်မာဘိယံွာ ကောင်းစွာချမ်းရံပြပါစေမွေးနေ့ကောင်းကျိုးအမျိုးမျိုးဝါတူလျက်ရှိပါစေမွေးနေ့ကောင်းကျိုးအမျိုးမျိုးဝါတူလျက်ရှိပါစေသာ ူရှင်များကိုမှတ်တမ်းတင်ဂုဏ်ပြုကြရအောင်အနုမောဒနာစကားအနုမောဒနာတရားခိတာခဏအချင်းအားလျော်စွာနာယူကြရအောင်ကဲတော့ဒီဘက်ကသွားလို့ဘုရားရှင်ကလည်းငါရှိခေါ်တာ။ဘုရားရှင်ကလည်းဒီနာရီတော့ဘုရားရဲ့စိတ်ချတယ်။ဘုရားရှင်ကပိဋကတော်မှာမှတ်တမ်းတင်ထားတဲ့ဘုရားရှင်ရဲ့လက်ထက်မှာရှိတဲ့ဒါနကုသိုလ်ရဲ့အကြောင်းတရား ဒါနအကျိုး၄မျိုးဒါနအကျိုးဘယ်လိုမျိုးလဲ၄မျိုးပါဗျာဒါနံသကတသောပါဏဒါနံပါတိယမုဓမ္မံဒါနံဥစုကတံမကံဒါနံမောခပဒံဝရံဒါနံသကတသောပါဏဒါနံပိကံစွန်ကျလူရန်ခြင်းဆိုတဲ့ဒါနကုသိုလ်ကောင်းမှုဟာ သကတသောပါဏံနပြည်တွင်မကမြမပြည်တကြောင်းဆောင်းနှံလီကားနှင့်တူပါပြီတဲ့ဤတော်ကောင်းတို့ဤဒါနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာနပြည်တွင်မကမြမပြည်တကြောင်းလီကားနှင့်တူတယ်တဲ့။ဘာနဲ့တူလာတဲ့လဲ။မြမပြည်တကြောင်းနဲ့ပါဗျာ။တခါကူဟန်ဆိုရင်ဒီနေ့လူတဲ့အလူဟာဘာအလူလဲလို့မေးရင်လီကားထောင်တဲ့အလူဒီလိုဖြစ်ရအောင်။ ဘာလို့ဖြစ်လဲဒါနံဘေကံဆွန်ကြလူတိုင်းချင်းဆိုတဲ့ကုသိုလ်ကောင်းမှုဟာသက္ကတသောပါဏနတ်ပြည်တွင်မကမြမပြည်တကြောင်ဇောင်းနှံလေးကားနဲ့တူပါပြီတဲ့အဲ့တော့သူတော်ကောင်းတို့ဤဘာကြောင့်လေးကားနဲ့တူတယ်လို့မေးရင်ကာမတိဟုသောနေညာကနေဓမ္မတိဟုသောမြင့်ညာကိုတက်ဖို့တဲ့ဘယ်ဟုတ်တက်ဖို့လဲ မြင့်ရာကိုတက်ဖို့ဒါကြောင့်မလို့မြင့်ရာကိုတက်ဖို့ရန်အတွက်ဘုရားရှင်ကိုရောမြတ်ကြီးဘုရားအလောင်းတော်ကြီးကလည်းပဲဒါနကုသိုလ်ကိုရှေဆုံးကနေပြီးတော့သူတော်ကောင်းတို့ရဲ့ဖြည့်စည်တော်မူခဲ့တယ်။ဘုရားအလောင်းတော်ကိုရောမြတ်ကြီးသဗ္ဗညုတရှင်ညာတော်ကြီးကိုရာဖို့ရန်အတွက်နေသင်ချင်းနဲ့ကဘာတသိန်ကာလကြာအောင်ဒါနပါရမီကိုဦးစားပြီးလို့ဖြည့်ကျင့်တော်မူခဲ့တယ်။ ်ဘာကိုဦးစားပေးဖြစ်ခြင်းလဲမှန်ပါဘုရားဟောမြတ်စွာဘုရားဖြစ်ပြီးတော့45ဝါကာလပတ်လုံးတရားဓမ္မများဟောဖို့ညွန်ပြဆုဆုံးမတဲ့အခါကြပြန်တော့လေဒါနာတရားကိုဦးစားပေးပြီးတော့ဟောတာဘာကိုဦးစားပေးဟောလဲမှန်ပါဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတရားဒေသနာများဟောတဲ့အခါမှာနံပါတ်၄ဒါနကထာနံပါတ်၄သီလကထာနံပါတ်၃သက္ကကထာနံပါတ်၄အာဒီနဝကထာ နာတကဒဂါဒဂမပေါင်းသူတော်ကောင်းတို့ရဲ့နိခမ ကထာတဲ့နံပါတ်6သစ္စာကထာရဲ့လူတရားတော်များဟောကြားတဲ့အခါမှာကထာ6မျိုးနဲ့အစဉ်အတိုင်းဟောတာကဒါနပါရမီကိုပူဇာပေးလို့ဖိတ်ဆုံးကနေဟောတာဒါနပါရမီကိုဘယ်ကဟောလဲဖိတ်ဆုံးကဟောတာဖြစ်တဲ့အတွက်ဝတ္တန္တရာမင်းဘဝမှာလေသူတော်ကောင်းတို့ရဲ့ဖရာလောင်ကိုယ်တော်မြတ်ကြီး မတ်တီဘီဘီယာမှာခဲ့တာလူလုံးအားကြီးတို့တိုင်းပြည်ကနေပြီးတော့ပြည်သူပြည်သားတွေကဒီဘယံကြီးငါတို့တိုင်းပြည်တော်ရှိနေမှာဆိုရင်ငါတို့တော့မွဲတော့မယ်ဒါကြောင့်ဒီဘယံကြီးနင်ထုံမာရမယ်ဆိုတော့ဝတ္တန္တရာမင်းကြီးကိုတိုင်းပြည်ကနေလူလုံးအားကြီးလို့တိုင်းပြည်ကနေနင်ထုံတော့မတ်တီဘီဘီယာမှာခဲ့တဲ့နာယိဒါနံပရံအတ္တိပရိဋ္ဌာသဗ္ဗပါဏိနံသဗ္ဗပါဏိနံတတဝမန္တမြာအလုံးလို့ဟာ နာဟိဒါနပရံအတ္တိဒါနတရားကမာသာရင်ဒါနတရားသားလျင်အာဟုယာဖြစ်မယ်တဲ့ရှင်မမတ္တိယငါကိုတော့တိုင်းကြီးကတိုင်းသူပြည်သားတွေကနှင်ထုတ်ပြီးနှင်ထုံရတော့လည်းပဲငါနှမတတ်နိုင်တော့လောက်လူနောမှာခဲ့တာတိုင်းကြီးကထွက်ကတိတော့ပါမှာခဲ့တယ်လူဖို့မှာ ာလို့ကောင်းမာခဲ့တာလဲလူဖို့မာခဲ့တာဖြစ်တဲ့အတွက်မြတ်စွာဘုရားဒါနာတရားကိုသူတော်ကောင်းများရေဥစားပေးလို့ထိတ်ဆုံးကနေတရားခေါ်ရင်လဲဒါနာကထာကိုဥစားပေးခေါ်တာဒါကြောင့်မလို့တကားဒီကမ္ဘာပေါ်သူတော်ကောင်းတို့ရဲ့ဒါနံပိကံဆွန်ခြင်းလူရန်ခြင်းဒီဟုသောဒါနာကုသိုလ်ကောင်းမှုကသက္ကတသောဘာနာနဲ့ပြည့်တယ်